အာစနယ်အသင်းရဲ့နောက်ကန်လူဂျူရီယန်တင်မာဟာသူ့ရဲ့ခြေချင်းဝိတ်တန်ရာကိုခွဲစိတ်ကူတာဖို့ဆုံးဖြတ်လိုက်ပြီလို့သိရပါဗျ။တကယ်တော့တင်မာဟာဒီတန်ရာ ရှိရဲ့နယ်ပဲတရာသီလုံးကို ကစားနေခဲ့တာပါ။သူကမကြာခဏတန်ရာရပြီးတော့ပွဲအချို့ကနေအနားယူရတာလေးတွေရှိပေမဲ့တန်ရာရနေတဲ့သတင်းကိုတော့အခုကြာတော့မှထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးသိလိုက်ရတဲ့အချိန်မှာတော့သူ့အနေနဲ့ ီတန်ရာကိုခွဲစိတ်မှုပြုလုပ်ပြီးတော့ကုသမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်ပါတယ်။ Arsenal အသင်းဟာတန်ရာပြဿနာကိုဒီယာဒီမှာနောက်လျှောက်ကိုခံစားခဲ့ရတာပါ။တကယ်တော့တင်ပါရဲ့မူလနေရာကဘယ်အစွန်နောက်ခံမှာပါ။သို့တော်ကစားသမားကလည်းနေရာစုံကစားနိုင်တာကတကြောင်ညာဘက်မှာကစားတဲ့ Ben White ကလည်းတရာဒီလုံးတန်ရာရသွားခဲ့တာကတချောင်းဖြစ်တဲ့အတွက်ကြောင့်တင်မာကနေရာရွှေ့ပြောင်းပြီးကစားခဲ့ရတယ်။ ကစားတဲ့အခါမှာလည်း performance တော်တော်လေးကောင်းပြီးတော့ပရိသတ်တွေလည်းကျေနပ်ခဲ့တယ်။အသင်းဘက်ကလည်းအကျိုးအများကြီးဖြစ်ထွန်းခဲ့တာကြောင့်ညာနောက်ခံနေရကတင်ပါရဲ့ပုံမှန်နေရလို့ဖြစ်လာခဲ့ပါဗါတယ်။အဲ့ဒီလိုနဲ့ ban white တန်ရာကတက်တာလာတယ်။တဖြည်းဖြည်းနဲ့အချိန်မှန်းဝင်ကစားပြီးတော့အခုဆိုလို့ရှိရင် poe trap player အဖြစ်တောင်းပြန်လည်ကစားလာနိုင်ပြီးဒီလိုအခြေအနေရောက်တော့မှပဲ Arsenal အသင်းနဲ့တင်ပါဟာတရားဒီလုံးသူတို့အတူတကွဖြတ်တန်းခဲ့ရတဲ့တန်ရာရဲ့အခြေအနေကိုထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ဒီလိုခွဲစိတ်မှုကြောင့်တင်ပါဘလောက်ထိအနားယူရမယ်ဆိုတာကိုတော့အခုထိမသိရသေးပါဘူး။ ဒါဟာဒဏ်ရာပြဿနာတရာဒီလုံးကြုံခဲ့ရပြီးတဲ့နောက်အများကြီးရုန်းကန်ခဲ့ရတဲ့ Arsenal အသင်းအတွက်နောက်ထပ်ထိုးနှက်ချက်တစ်ချက်ဖြစ်ပါတယ်။အခုမှဒဏ်ရာရကစားသမားတွေတအူးချင်းပြန်ကောင်းလာတာလူဆုံမှုအတွက်မျှော်လင့်ချက်ရေးရေးလေးပဲရှိသေးတဲ့အချိန်မှာ အဓိကကစားသမားတဦးကထပ်မံအနာတရဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။တင်မာဟာမျောလင်းချက်အပြည့်နဲ့အာဆနယ်အသင်းကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာဆက်ဆချင်း2ပွဲ3ပွဲလောက်ခြေစွမ်းပြနိုင်ခဲ့တယ်။ဒါပေမဲ့ ACL ဒဏ်ရာထိပြီးတော့တရာတီလုံးနားခဲ့ရတယ်။ဂျာတီသိန်းကန်နီး2ပွဲ3ပွဲကြာမှပြန်ကစားခဲ့ရတယ်။အဲ့ဒီလိုကစားတဲ့အချိန်မှာလဲသူ့ရဲ့ခြေစွမ်းက ACL ဒဏ်ရာထိပြီးတရာတီလုံးနားနေခဲ့ရတဲ့လူတယောက်လို့မထင်ရဘဲနဲ့တကယ်ကိုပဲ performance ကောင်းကောင်းကို တောက်လျှောက်ပြသနိုင်ခဲ့တယ်ဒီလိုနဲ့ပဲပြိသက်အချစ်တော်ကစားသမားတူဦးအသင်းရဲ့အားထားရတဲ့ကစားသမားတူဦးဖြစ်လာခဲ့တယ်အခုချိန်မှာတော့နောက်ထပ်အကြီးစား surgery တစ်ခုပြုလုပ်ပြီးတော့ဒဏ်ရာပြဿနာကိုထပ်မံရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်တင်မာရဲ့ဒဏ်ရာပြဿနာဟာ Arsenal အသင်းရဲ့အပြောင်းအရွှေ့ plan တွေကိုလည်းအနည်းနဲ့အများတော့ထိခိုက်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ right wing back နေရာကဘန်ဝါရောတင်မာရောနှစ်ဦးစလုံးရှိမှအဆင်ပြေမဲ့နေရာမျိုးပါ ပြောရမယ်ဆိုရင်တော့အရေးအတွက်အားဖြင့်တော်တော်လေးကိုစိန်ခေါ်မှုရှိနေပြီးသားနေရအခုမှလူပြန်ပြေးကာစားမှာတယောက်ပြန်နာသွားတဲ့အတွက်ကြောင့်အာစနယ်အသင်းအတွက်တော့အချက်တဲတစ်ခုပြန်ဖြစ်သွားတယ်။လောလောဆယ်မှာတောင်ပိုင်းနဲ့တိုက်စစ်ကိုအာယုံဆိုင်နေတဲ့အသင်းအတွက်နောက်ခံလူအတွက်ကိုရောငွေသုံးအောင်မလားဆိုတာကိုစပြီးစဉ်းစားမယ်အခြေအနေရောက်သွားပါတယ်။တောင်ပိုင်းခန်းစစ်သမားတွေကအာတီတာရဲ့ကစားကွက်မှာတော်တော်လေးအရေးပါတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် အာဆင်နယ်အသင်းအနေနဲ့ဘယ်လိုဆုံးဖြတ်ချက်ချမယ်ဆိုတာကိုလည်းစောင့်ကြည့်ရမယ်။တင်မာရဲ့ခွဲစိတ်မှုကရောဘယ်လိုအနေထားရှိလာမလဲ။ဘယ်လောက်အထိအနားယူရမလဲဆိုတာတွေကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အာဆင်နယ်အသင်းအတွက်ကတော့တည်င်းဆိုးတရက်လိုပဲပြောရမှာဖြစ်ပါတယ်။